ဆက်ကားကအရစ်ဆွဲမျိုးသားတယောက်နဲ့စထားပါရီသူဟာနော်ဝေးရဲ့တောအုပ်ကြမှာတယောက်ထဲနေထိုင်နေတာပါတ냐မှာတော့သူတဲအထဲမှာအနားယူနေတော့ခြေထောက်မှာနှက်ဆိုင်တဲ့တရားကနေပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပါရီ ဒါပေမဲ့သူဘာဖြစ်နေမှမသိခင်မှာပဲသူရပတ်ဝန်းကျင်ကတစ်ပင်တွေရုတ်တရက်မီးလောင်ကျွမ်းသွားခဲ့ပါရီဒီလိုနဲ့မနေ့မှာတော့ Eric ကဒင်ယာနဲ့ခက်ခဲကြမ်းတမ်းစွာအနီးဆုံးမြို့စီကိုတွားခဲ့ပါရီစီခန်းကနေစေဝဝေကိုယူပြီးတော့ခြေတော့ဒင်ယာကိုပတ်တီးနဲ့ဘူးတက်စီဝေလှုပ်ပြီးတော့တတိယရှာပတ်ထားလိုက်ပါရီဒင်ယာကိုပြုစုပြေနောက် Eric ဟာအပြောင်းလဲလှုပ်ရှင်သွားခဲ့ပြီးရှီလျားတဲ့စပင်နဲ့မုတ်ဆေမွေးကိုဖျက်လိုက်ပါရီဒီလိုနဲ့သူပြန်သွားနေတော့ဆယ်ကျော်တဲ့အုပ်စုတစုက သူ့စီကိုရှိကလည်းသူ့ရဲ့အသွင်အပြင်ကိုလောင်ပြောင်ကြပါရီသူတို့ကသူ့ကိုအင်ယာမဲလို့ခေါ်ဆိုပြီးတော့မထိမမြင်ပြုကြပါရီအဲရစ်ဟာတည်ငင်နေခဲ့ပြီးသူတို့ရဲ့စော်ကားမှုကိုလစ်လူရှူပါရီဒါပေမဲ့ဆယ်ကျော်တက်တယောက်ကအလွန်အကျွံလှုပ်လာတဲ့ခါမှာအဲရစ်ကအမြန်အစံတုံ့ပြန်ပြီးတော့တိကျတဲ့လှုပ်ရှားမှုတစ်ခုထဲနဲ့ပဲသူ့ကိုသတိလေတောင်းလုပ်ပြပါရီတခြားသောဆယ်ကျော်တက်တီကသူ့ကိုသတိပြောင်းဝင်အောင်ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီ အဲ့ဒီဆေကျော်တဲ့ကထူးဆန်းစွာနဲ့အသေးတံပူလောင်တဲ့အတရာမျိုးကြောင့်တည်ဆုံသွားခဲ့ပါရင်ဒီလိုနဲ့အဲ့ဒီညမှာပဲအဲရီကိုဆေကျော်တဲ့အားတတ်တဲ့အမှုနဲ့ဖမ်းဆီးလိုက်ပါရင်ဖြစ်ပုံကတော့သူဟာတခြားသောလူ၅ယောက်ကိုလည်းတတ်ထားခဲ့ပါရင်တယောက်စီတိုင်းကအသွင်းကလီစာဝေလိုအပ်စမ်းကျေစွာလောင်ကျွမ်းပြီးတော့တည်ဆုံနေကြတာပါရေစခန်းမှာဆိုရင်ရဲဝေကအဲရီကိုစကားပြောဖို့ကြိုးစားပေမဲ့သူကတော့တိတ်ဆိတ်နေခဲ့ပြီးသူ့ရဲ့မျက်လုံးတွေကအေးဆက်ကဝေးကွာနေခဲ့ပါရင်စိတ်ပြတ်သွားခဲ့တဲ့ရဲမှူးဟင်ရစ်ကခရစ်စတင်းဆိုတဲ့စိတ်ပညာရှင်ကိုဖြည့်ရှင်ဖို့ခေါ်လာခဲ့ပါရီး စစ်စီခမ်းမှာဆိုရင်ခရစ်စတင်ဝင်လာခဲ့ပြီးအဲရစ်ကိုကြည်ပါရင်းသူမကစကားပြောဖို့စ조사ပေမဲ့အဲရစ်ကတော့လှုံ့ဆော်မှုမရှိဘဲမျက်နှာကိုလည်းငုံထားပါရင်းခရစ်စတင်ကအားမငယ်ပဲနဲ့အနားကိုကတ်လာပြီးတော့ထိုင်ဖို့နဲ့စကားပြောဖို့တိုက်တွန်းပါရင်းသူမရဲ့အတန်ကနူညံ့ပေမဲ့ခိုင်မာပါရင်းခဏလေးတုံဆိုင်ပြရနောက်အဲရစ်တယောက်တပိပိရှင်ထိုင်လဲပါရင်းခရစ်စတင်ကကြည်လိုက်ပြီးတော့သူ့နော်ဝေးကိုဘာကြောင့်လာရတာလဲလို့မေးပါရင်း အဲရစ်ဟာအမေရိကန်ခရီးသွားဧည့်သည်တယောက်အနေနဲ့မိသားစုဝင်တယောက်ကိုရှာနေတာဆိုပြီးတိုးတိုးလေးဝန်ခံပါရီခရစ်စတင်ကစေချိုတက်တီတည်ဆုံမှုအကြောင်းပြန်ပြောပါရီအဲရစ်ရမျက်နှာအမှုအရာကတေးမာလာခဲ့ပြီးသူ့ကိုမနှောက်ယှက်ဖို့တတိပေးခဲ့တယ်လို့ဝန်ခံပါရီဒါပေမဲ့ဒီစကားဝေပြောနေနေပဲတကခုပြောင်းလဲသွားခဲ့ပါရီနောက်တရမှုဒါပေမဲ့ပို့ပြီးတော့မောင်မိုက်တဲ့တကခုပါ ချိုတင်တတိပေးချက်မရှိပဲအရီဟာဖန်ခွက်ထဲကရေဆက်လေးဝေကိုသူ့ရဲ့စိတ်နဲ့မြောက်လိုက်တာခရစ်စတင်းကိုထိတ်လန့်သွားစေခဲ့ပါသည်။သူမတုံ့ပြန်ခွင့်မရခင်မှာပဲအရီကရုတ်တရက်မတ်တရက်ပြီးတော့စိတ်ဆိုးမှုထိမနိုင်အောင်ဖြစ်သွားခဲ့ပါသည်။ချက်ချင်းပဲသူ့ရဲ့အရှိမရှိရဲ့ဇပွဲဟာလောင်ကျွမ်းသွားခဲ့ပါပြီးမိကလင်းမြန်စွာကြီးထွားလာခဲ့ပြီးတော့အရီကလည်းထိန်းချုပ်ဖို့ခက်ခဲပါသည်။ အခန်းတစ်ခုလုံးလောင်ကျွမ်းသွားခဲ့ပါရီဒါကိုမြင်တဲ့အတွက်ဟဲရီကအခန်းထဲကိုရုတ်တရက်ဝင်လာပြီးအရေးပေါ်အတန်းနဲ့ခရစ်စတင်းကိုထွက်ခိုင်းပေမဲ့လေသူမကအဲ့ဒီနေရာမှာပဲရက်နေခဲ့ပါရီသူမကဟင်းရီကိုမိတတိဘေးစနစ်အားပိတ်ခံလိုက်ပါရီသူမရဲ့တည်ငင်တဲ့အပြုတ်မှုကအခန်းထဲမှာရှိတဲ့တင်းမာမှုနဲ့စန့်ကျင်နေခဲ့ပါရီမိတောက်လောင်နေတော့ခရစ်စတင်းကအဲရီရဲ့အနာကိုရှီကပ်လာခဲ့ပြီးတည်ငင်တဲ့အတန်းနဲ့ပြောပါရီသူမကအဲရီရဲ့စွမ်းဝေးဟာမတည်ငင်တဲ့စိတ်ခံစားမှုတွေကြောင့် အားကောင်းလာတာလို့ရှင်းပြပြီးတော့ထိန်းချုပ်နိုင်အောင်တင်ယူရမယ်လို့ပြောပါရင်းဟင်ရီကသူမရဲ့အမိတ်ကိုမကျေနပ်ဘဲနဲ့လိုက်နာခဲ့ရပြီးတတိပေးစနစ်ကိုပိတ်လိုက်ရပါရင်းသူပြန်ရောက်လာတော့အခန်းအစိတ်ပိုင်းတချို့လောင်ကျွမ်းနေတာကိုတွေ့ပေမဲ့ area ရဲ့ထိန်းချုပ်မရနိုင်တဲ့ drug ကပြေရောလာခဲ့ပါပြီအခန်းကငိမ့်တက်ပြီးတော့မိတောက်ကအခုဆိုရင်တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ပါပြီအခြေအနေငိမ့်သွားတဲ့အခါမှာတော့ American တန်ယောကလူအုပ်စုဝင်ရောက်လာခဲ့က Eric ကိုဖမ်းဆီးလိုက် helicopter ပေါ်တင်လာကြပါပြီစိတ်ငြိမ်စေထိုးခံရပြီးတော့ Eric ဟာရုတ်တရက်နိုးလာခဲ့ပြီးသူကျိုးနဲ့ရှီနောင်ခံတိုင်းရတာကိုတိတော့ထိလန့်မှုမြင့်တက်ခဲ့ပါရင်သူ့ရဲ့ကြောက်ရွံ့မှုထိမနိုင်သိမရဖြစ်လာခဲ့ပြီးမုံတိုင်း ဖြစ်ပေါ်စေခဲ့ပါရင်ငိန်တက်နေကြတဲ့ကောင်းကင်ကမောင်မိုက်ပြီးတော့မိုချိုကဟယ်လီကော်ပတာကိုထိမှန်ကအင်ဂျင်ထဲဖြတ်သွားခဲ့ပါရင်ပောက်ကွဲမှုကြောင့်အရာရှိတော်တော်များတိတ်ဆုံးပြီးဟယ်လီကော်ပတာကမြေပြင်စီကိုလိမ့်ကျင်းတော့ပါရင်စိတ်အားထက်တန်စွာကြိုးစားမှုနဲ့အတူအဲရစ်ကသူ့ကိုရှီနှောင်ထားတာဝေးအားဖြတ်ထွက်ပြီးတော့အောက်မှရှိရေအထဲကိုခုန်စင်ပါရင်သူကရေပေါ်ကိုတက်လာခဲ့ပြီးတော့လေကိုပြင်းပြစွာရှူနေခဲ့ပါရင်အနားမှာဆိုရင်တန်ယုံကအေဂျင့်ဟက်ဝေးတတိလစ်နေခဲ့ပြီးနင်းမြုပ်နေတာကိုတွေ့တော့အမြန်ဆန်လှုပ်ဆောင်ကသူမကိုဘေးကင်းရဆွဲတင်လိုက်ပါရင် သူ့ရဲ့ဇွားကိုအသုံးပြုပြီးတော့သူမရဲ့ကိုထဲကရေကိုထုတ်ပေးလျက်အသက်ပြန်ဝင်အောင်လုပ်ပေးပါရင်သူတို့နေရာအတူတူကမ်းရှည်စီကိုရေကူးထွားကြပေမဲ့ဟယ်လီကော်ပတာရဲ့အရေးပေါ်အချက်ပြမှုကိုတုံ့ပြန်တဲ့ရဲဝေကပြက်စီးနေခဲ့တဲ့ဟယ်လီကော်ပတာကိုကယ်ဆယ်ရေးမှာအာယုံဆိုင်နေပြီးအရီရဲ့အရေးအယံကိုမတွေ့ခဲ့ပါဘူး။လင်းပြတ်တင်းကိုကြားပြီးနောက်ခရစ်စတင်ကချက်ချင်းပဲအရီကိုရှာဖို့ထွက်လာခဲ့ပါပြီ။သူမအံ့ဩစရာကောင်းတာကတော့ အဲရစ်ဟာသူမရဲ့အိမ်တခါဝမှာရောက်နေခဲ့တာပါတုံ့ဆိုင်မှုမရှိဘဲနဲ့သူမကအဲရစ်ကိုတငယ်ချင်းပိုင်တဲ့ဝေးလံတဲ့မတုံးတဲ့အိမ်စီခေါ်သွားခဲ့ပါလေအဲ့ဒီမှာဆိုရင်အဲရစ်ကအာနာပိုင်ရောတန်ယုံကပါပုံအောင်နေနိုင်မှာပါတစ်ဖက်မှာတော့အခုပြေဝါစာပြန်လဲကျမ်းမာလာပြီဖြစ်တဲ့ဟဲဝေးကဟဲဝေးကိုအရေးကြီးတဲ့တင်အချင်းချုပ်ပြောပြပါလေအမေရိကန်ကအဲရစ်ကိုပြန်လို့ရှင်နေခဲ့ပြီးတော့သူ့ကိုပြန်ခေါ်လာဖို့ဘာမှမစိုးလောက်ကြမှာပါ သူမကဟင်ဝေးကိုဟယ်လီကော်ပတာအားထိမှန်ခဲ့တဲ့မုံတန်းရဲ့ဂျိုတူဓာတ်ပုံကိုပြသပြီးတော့အဲ့ဒီအရာက area ဆွမ်းအကြောင်းဖန်တီးထားတာလို့ခိုင်မာစွာယုံကြည်ပါရင်းတစုံတရာတန်တရာမရှိဘဲနဲ့ဟဝေးကဟင်ဝေးကိုနော်ဝေးရဲတပ်ဖွဲ့အားအုံပြုပြီး airway ကိုရှာဖွေဖမ်းဆီးဖို့ဖိအားပေးပါရင်းအဲ့ဒီနောက်ပိုင်း area အိတ်နေတဲ့အချိန် Chris Thing ကတငယ်ရင်းကိုဖုန်းဆက်ပါရင်း ဒူအိုင်ပြောနေတဲ့တရားခံအရစ်ဟာသူမနဲ့အတူရှိနေတယ်လို့ဝန်ခံပါရင်အဲ့ဒီအခါမှာသူမရဲ့တငယ်ချင်းကသူ့ကိုလွဲပေးဖို့တိုက်တွန်းပြီးတော့ရဲစခန်းစီခေါ်သွားဖို့အကြံပေးပါရင်ခရစ်စတင်ကတုံ့ဆန်းနေခဲ့ပါပြီသူမအရစ်ပုံနေတဲ့နေရာကိုဟင်းရီအားပြောပြဖို့စိတ်အားထက်တန်နေခဲ့ပါရင်ဒါပေမဲ့သူဆုံးဖြတ်ချက်ခါခါနီးမှပဲအရစ်တရားနိုးလာခဲ့ပါရင်တခြားရွေးချယ်စရာမရှိတော့ဘဲနဲ့သူမကသူမရဲ့အခက်ခဲကိုသူ့အားရှင်းပြပါရင်သူမသူ့ကိုရဲစခန်းစီခေါ်သွားရမယ်လို့ပြောပါရင်အရစ်ကလည်းနားထောင်နေပါရင် သူသားတကယ်ခေါ်မယ်ဆိုတော့သူ့အနေနဲ့တိတ်တိတ်လေးလိုက်သွားမယ်လို့ပြောပါရီးဒီလိုနဲ့သူတို့အပြင်ကိုထွက်လာတော့အိမ်ပပတ်လေးမှာပန်းပွင့်တွေရုတ်တရက်ပွင့်လာပါရီးအဲ့ဒါကအဲရီယာစိတ်ခံစားမှုတွေဟာပိုကောင်းတဲ့အနေအားကိုရောက်သွားတယ်ဆိုရင်ရှင်းလင်းတဲ့အမှန်လက္ခဏာပါသူ့အတွက်ကျင်နာမှုပြခဲ့တဲ့တခုထဲတော်လူဖြစ်တဲ့ခရစ်စတင်နဲ့သူတို့အကြမှာ ိမ်မွေးတဲ့နှွေးထွေးမှုရှိပါတယ်။အဲဝေကသူမအပေါ် chicken စိတ်ဖြစ်ပေါ်နေတာထင်ရှားပေမဲ့ Kristen ကသူ့ကို yes ခန်းစီခေါ်သွားမယ်လို့ဖော်ပြလိုက်တဲ့နဲ့သူ့ရဲ့စိတ်ဓာတ်ကမောင်မိုက်တော်ပါတယ်။ရာတီဥတုဟာချက်ချင်းကိုပြောင်းလဲသွားခဲ့ပြီးငိန်သက်မှုကနေမိုးတဲထန်စွာရွာတွန်းလာခဲ့ပါတယ်။ Kristen တယောက်ဘာမှမစင်စားပဲနဲ့သူက Eric ကိုဖက်လိုက်ပါတယ်။မိုးကတိတ်သွားပေမဲ့လုံးဝတော့ပျောက်မသွားပါဘူး။သူတို့ရဲ့ပပတ်လေးမှာဆိုရင်ငိန်သက်တဲ့ဆက်ဝိုင်းတစ်ခုလိုမျိုးရွာနေခဲ့ပြီးတော့သူတို့ကတော့မိုးတန်လုံးဝမထိပါဘူး။ ဲ့ဒီလိုမျိုးတိတ်ဆိတ်တဲ့အချိန်လေးမှာခရစ်စတင်ပြန်လဲစဉ်းစားမိခဲ့ပါရင်သူအဲရစ်ကိုရဲစခန်းစီခေါ်မတွားနိုင်ဘူးဆိုတာမျိုးပဲပါအဲ့ဒီအစားသူတို့ကအဲရီယာမိသားစုအရင်ကနေထိုင်ခဲ့တဲ့လေယာကိုမောင်းတွားကြပါရင်ကာမောင်းနေတော့အဲရစ်ကရင်ဖွင့်ပါရင်သူခရစ်စတင်ကိုသူ့ရဲ့စွမ်းအကြောင်းပြောပြပြီးတော့တခါတလေပြင်းထန်တဲ့စိတ်ခံစားမှုတွေရှိတဲ့အချိန်မှာတခြားသောအစိတ်အပိုင်းတစ်ခုအထည်ဆွဲခေါ်ခံရတဲ့ပုံကိုဖော်ပြပါရင်အဲ့ဒီနေရာမှာသူအပူချင်းအလွန်အကျွံနေခံစားရပါရင်အပူပြင်းတဲ့အေးခဲမှုပြင်းထန်ရှင်တွေပါ ူအဲ့ဒီမှာတွေ့ခဲ့တဲ့နေရာတစ်ခုအကြောင်းပြန်လည်ပြောပြပါရစ်အံ့ဩစရာမြင်ကွင်းတစ်ခုတစ်ပင်ကြီးတစ်ပင်အရန်ကိုကြီးမားတဲ့အတွက်မိုးကောင်းကင်တစ်ခုလုံးကိုစန့်ကျင်ပြီးတော့မြူချနေတယ်လို့ထင်ရပါရစ်ခရစ်စတင်ကရဲဝေကနေအမြန်မောင်းထွက်နေတဲ့အချိန်ကားကလည်းအန်ဒီရဲ့ရှိစွာကြွေတွားခဲ့ပြီးတခြားသောကားကိုတိုက်မိလို့နေပါဖြစ်ခဲ့ပါရစ်ထိတ်လန့်တွားခဲ့တဲ့အဲရီကသူ့ရဲ့ဇွားကိုထိန်းချုပ်မှုဆုံးရှုံးတွားခဲ့ပါရစ်ကားကလည်းရုတ်တရက်လှုပ်တွားခဲ့ပြီးသူ့ရဲ့မတည်ငင်တဲ့ဇွားအကြောင်းပြက်စီးတွားခဲ့ပါရစ် ကုန်တင်ကတစီဖြတ်သွားတာကိုမြင်တဲ့အတွက်သူတို့ကရက်တန့်ခိုင်းလိုက်ပြီးတော့ရင်မောင်းကိုစီးခွင့်တောင်းပန်ပါရီဒီလိုနဲ့သူတို့တရားတစ်ခုကိုရောက်တော့ရဲအသားစီကစောင့်နေတာကိုတွေ့ရပါရင်ကုန်တင်ကမောင်းတုဓမာကလည်းကားထဲကနေခုံထွက်ပြီးတော့အမောင်တွေပျောက်သွားခဲ့ပါရင်သူတို့ရဲ့တခုထဲတော့ရွေးရှင်ဆရာကိုနားလည်လိုက်ရတော့ခရစ်စတင်နဲ့အဲရီကအမြန်ဆန်ခုံစင်းလိုက်ကြပါရင်အဲရီကအလျှော့ပေးဖို့စဉ်းစားပေမဲ့သူလှုပ်ခွင့်မရခင်ခရစ်စတင်ကရဲဝေကိုယင်ဆိုင်ဖို့အရှိကိုထွက်သွားပါရင်ကမကောင်းစွာနဲ့ပဲသူမှချက်ချင်းအဖမ်းခံလိုက်ရပါပြီ ဒါကိုမြင်တော့ area အသွင်းထဲမှာမုံတိုင်းဖြစ်ပေါ်လာခဲ့ပါပြီသူရဒေါ်ရတိုးလာခဲ့ပြီးရုတ်တရက်သူရလက်ထဲကနေလက်စည်းဝေးတောက်လောင်လာခဲ့ပါပြီဒါပေမဲ့သူထိန်းချုပ်ဖို့ကြိုးစားလေးလေးပို့ပြီးတော့ထိမနိုင်သိမရဖြစ်ပြီးတော့သူရပတ်ဝန်းကျင်ကိုရန်တမ်းပြီးပြစ်ခတ်လေးလေးပဲဖြစ်ပါပြီကြောက်အားလန့်အားနဲ့ခရစ်စတင်ကသူ့ကိုအာယုံဆိုင်ဖို့လမ်းပြောပါပြီ area မင်းအရင်ကထိန်းချုပ်နိုင်ခဲ့ပါတယ်ခုနကရဲစခန်းမှာလို့ပဲလို့သူကတောင်းပန်ပါတယ်အဲဝိဒ်ဟာတက်ပြင်းရှေရှပြီးတော့သူ့ရဲ့အတွင်းထဲက လိုင်းထန်နေခဲ့တဲ့မုံတိုင်းကိုပြန်လည်ထိန်းချုပ်ဖို့အားတင်းပြီးထပ်ကြိုးစားပါရီမကြခင် Everett ဟာလက်စည်းကိုတင်ငင်အောင်နောက်ဆုံးမှတော့လုံနိုင်သွားခဲ့ပေမဲ့အဲ့ဒီအားထုတ်မှုကသူ့အတွက်အရန်ကိုများသွားခဲ့ပါရီသူ့မူလဲပြီးတတိလက်တော်ပါရီ Kristen လန့်သွားခဲ့ပြီးချက်ချင်းရဲဝေကိုဈေးအကူအညီတောင်းပါရီမကြခင် Henry ကကားနဲ့ရောက်လာပြီးသူတို့နှစ်ယောက်ကိုအလေအမြန်ဈေးရုံစီခေါ်တော့ပါပြီသူတို့ကအငြားဖက်ကြီးကားမောင်းနေတဲ့ Kristen ဟာ area ရဲ့ထူခြားတဲ့စွမ်းရည်ဝေးအကြောင်းပြောနေခဲ့တဲ့ radio ထုတ်လွှင့်တန်ကိုကြားလိုက်ရပါပြီထုတ်လွှင့်တဲ့သူက area ဟာဖျားသခင်ကိုရင်ဆီလွတ်လိုက်တဲ့သူရဲ့ကောင်းတယောက်ဖြစ်နိုင်တယ်လို့ခံမှန်းနေကြပါပြီစေယုံမှာသူနာပြုတ်ဝေကအရေးပေါ်အကူအညီဝေးပေးဖို့အလင်းမြန်ပြေးလာကြပါပြီဒါပေမဲ့ area နှလုံးကရုတ်တရက်ရက်တန့်သွားခဲ့ပြီးသူ့ရဲ့သွေးခုန်လုံးကဖျောက်တန်းသွားပါပြီခရစ်စတင်တုံးလုတ်သွားခဲ့ပါပြီဒါပေမဲ့မျောလင်းချက်ပျောက်လူစဲစဲအချိန်မှာဆရာဝန်တွေကသူ့ကို ICU အထက်တွန်းခေါ်သွားခဲ့ပြီးတော့အံဖွဲတစ်ခုဖြစ်သွားခဲ့ပါပြီ area နှလုံးပြန်ခုတ်လာခဲ့တာပါအဲ့ဒီနောက်ပိုင်း eric တတိမိမျိုးနေတော့ christine ကသူ့ရဲ့နားနဲ့ချိတ်ထားတဲ့နေကြက်ကနေပပိပိရှင်ပြောနေခဲ့ပါလိဆရာဝန်တွေဆက်လုပ်နေတော့သူ့အနေနဲ့တိတ်တိတ်ငြိမ်နေဖို့တိုးတိုးလေးပြောနေခဲ့တာပါတိတ်ဆိတ်နေခဲ့တဲ့အချိန်မှာ eric ကအေးခဲနေတဲ့ကမ္ဘာအထက်ကသူ့ရဲ့အသွေးအကြုံတွေကိုပြန်လည်ပြောပြပါလိအရာအလုံးရဲ့အပေါ်မှာမိုးထိုးပြီးမြင့်မားနေခဲ့တဲ့အရာမှတိပင်းကြီးရဲ့ကြောင်မဲ့ဖွယ်ပုံရိပ်ဟာသူ့ရဲ့စိတ်ထဲမှာအခုထိဆွဲထင်နေစေပါ ဇေဘက်ဆိုင်ရာအဖွဲ့က Airway ကိုပြုစုပေးနေတော့ရုတ်တရက်နာကျင်မှုတွေကသူ့ကိုလွမ်းမိုးတွားခဲ့ပါရင်ခရစ်စတင်ကသူ့စိတ်တော်ကရောက်နေတာကိုသတိထားမိပြီးသူ့နာပြုကိုခန္ဓာကိုယ်စကန်နာကိုပိတ်ခန့်လိုက်ပါရင်ဒါပေမဲ့ Airway ရဲ့မတည်ငြိမ်တဲ့စိတ်ခံစားချက်တွေကြောင့်ဆက်ကချို့ယုံပြီးတော့ဇေယုံစနစ်တစ်ခုလုံးရပ်တန့်သွားခဲ့ပါရင်ဇေဘက်ဆိုင်ရာပစ္စည်းအလုံးမီးပြတ်သွားခဲ့ပြီးတော့သူ့နာပြုရဲ့အရေးပေါ်လူနာဝေကိုရွှေ့ပြောင်းဖို့အလူအရလုံနေကြတော့စုညံပွက်လို့ရိုက်ကုန်ပါရင်အဲ့ဒီရှုပ်တွင်းနေတဲ့ဈာတိတ်ကနေ Airway ရဲ့တားကောင်တယောက်ရဲ့အဖေ ပေါ်ကတနတ်ကို ARC ချိန်ပြီးဒေါရတကြီးနဲ့ဝင်လာခဲ့ပါလိမ့်ဝမ်းနေမှုတဲ့ဒေါရဝေကသူ့ကိုလွမ်းခြုံထားပြီးတော့သူ့ရဲ့သားဆုံးရှုံးမှုအတွက်သူ့လက်စားရှည်ရှင်နေခဲ့တာပါပေါ်ကပြစ်ခတ်ဖို့ပြင်နေတော့ဟင်ဝဲကအခန်းထဲကိုအလင်းမြောင်ဝင်လာပြီးအကြမ်းဖက်မှုကိုတားဆီးခဲ့ပါလိအာနေပီဒိုင်ယာရနေခဲ့တဲ့အဲရစ်ကတိတ်တဆိတ်သူ့ရဲ့နောင်တကိုဖော်ပြပေးမဲ့သူ့ရဲ့စကားဝေကအလီထဲမှာလီလန့်စွာနဲ့တီနေခဲ့ပါလိသူ့အပြစ်ရှိကြောင်းထင်ရှားပြီးတော့အန်ဒီရဲ့ကြားထဲကနေတော့မှပေါ်ကိုသူ့ကိုအခုလောလောဆယ်တော့ချမ်းတာပြဖို့တူတောင်းပန်ပါလိ မီးပြတ်နေပြီးအသက်တွေဇွိမ့်နေရတဲ့အခြေအနေမှာအဲရစ်ကဈေးဥမှရှိတဲ့အသက်အန္တရာယ်ဇွိမ့်ရတဲ့ကလေးတယောက်ကိုကူညီခွင့်တောင်းပါတယ်သူ့ရဲ့အတန်ကတိုးတိတ်တဲ့ခ ्यु နာတောင်းခံတမ်းမှာ ခဏလောက်တုံဆိုင်ပြေနောက်ဘောကတနက်ကိုခြားပါရီသူရဲ့ဒရဝေကပြေတော့သွားခဲ့ပြီးတော့ခွေလွတ်တဲ့စိတ်နဲ့အစားထိုးတော့ကသူတို့နှစ်ယောက်ကိုထွက်သွားခွင့်ပေးလိုက်ပါရီတစ်စက္ကန့်လေးတော့မဖြုံးသီးပဲနဲ့အဲရစ်ဟာတေးလူမျိုးပါကလေးရဲ့အခန်းစဉ်ကိုပြေးသွားခဲ့ပါရီသူကဆေးရုံကိုကူညီခွင့်တောင်းပြီးတော့သူတို့ရဲ့တိတ်ပြီးမလိုလားတဲ့ခွင့်ပြုချက်နဲ့သူဟာသူ့ရဲ့ဇွားဝေကိုအတုံးပြုတ်လိုက်ပါရီလက်စစ်တအားတစ်ချက်ကလေးရဲ့ခန္ဓာကိုယ်အထက်ကိုစီးဝင်သွားပြေနောက်သူ့ရဲ့နှလုံးကိုပြန်လဲရှင်းတန်းစေကအသက်ကိုပြန်ပေးလိုက်ပါရီ အဲရီဇေယုံကနေထွက်သွားတဲ့အခါမှာအပြင်မှာဆိုရင်လုတ်ကြီးကစုယုံရောက်ရှိနေကြပါရီတရားပေါ်မှာဆိုရင်သူလက်စည်းကိုထိန်းချုပ်နေတဲ့ဗီဒီယိုတစ်ခုပြန့်နှံ့သွားခဲ့ပြီးတော့လူဝေကတော်တော်ဆိုပြီးအော်ဟစ်နေကြပါရီသူတို့ကအဲရီထာနော်ဒန်နရီလာနတ်ဖျားရဲ့သားအသက်ရှင်နေတဲ့ဒန်နရီတစ်ခုလုံးယုံကြည်နေကြပါရီဟင်ဝေကအဲရီနဲ့ခရစ်စတင်ကိုကားနဲ့ခေါ်သွားရင်လည်းအဲရီကိုနော်ဒန်နရီအကြောင်းစုံတုပ်ပေးလိုက်ပါရီခရစ်စတင်ကအတန်ထွက်ပြီးဖတ်ပြကရန်နာရော့မှာနတ်ဖျားဝေပြက်စီးပြီးရနောက်သူတို့ရဲ့သားဝေက အစ်ကပ်ရဲ့အပြည့်အစည်းဝေးအပေါ်မှာလေယာတစ်ခုတိဆောက်ခဲ့ပုံကိုရှင်းပြခဲ့ပါရင်းဟင်ရစ်ကတေချာနားထောင်ပြီးအဲရစ်ဟာနတ်ဖျားဝီကန်ဒီတဆင့်တခြားကမ္ဘာတစ်ခုနဲ့ဆက်ဆက်နေနိုင်ပြီးတော့အဲဝေးကကမ္ဘာကိုဆေလွတ်ခံရတဲ့မျိုးဆက်တစ်ခုဖြစ်နိုင်မလားလို့တွေးတောနေပါရင်းအဲဝေးရဲ့မိသားစုလေယာကိုရောက်တော့နှစ်ပေါင်းများစွာကမီးလောင်တွားခဲ့တဲ့အင်အိုစီကိုသူတို့တွားပါရင်းအဲဝေဟာရာတီဥတုဒဏ်ခံထားရတဲ့အထိမ်းအမှတ်ကြောက်တဲ့တစ်ခုအနားမှာရန်နေတုံရုတ်တရက်အင်အားတစ်ခုကသူ့ကိုအဲ့ဒီနေရာမှာမြဲသွားစေခဲ့ပါရင်း လုံလို့မရတော့ပဲသူ့ရဲ့ခန္ဓာကိုတောင့်တင်းတော့ခဲ့ပါရီခရစ်စတင်နဲ့ဟေရစ်ကသူ့စီကိုအလန့်နဲ့ကြားပြေးလာကြပါရီသူတို့အကူအညီဖို့စ조사နေတော့ကြောက်တုံးမှာထွင်းထုထားတဲ့ထူဆန်းတဲ့တင်ကေတဝေကိုတတိထားမိကြပါရီအဲ့ဒါဝေကနော်ဒန်ဒရီလာတင်ကေတဝေပါဟေဝေကအေးပပွန်ကိုရိမ့်မိသွားခဲ့ပြီးအလုတ်တမတချို့ကိုအထေးမှကြောက်တိုင်အားတူးဖော်ဖို့ခေါ်ပါရီသူတို့ဆတူးကြတော့မြေကြီးကကော့ပြားနဲ့တူးတဲ့အခါတိုင်းလောက်ခါတွန်းခဲ့ပါရီမကြခင်အထေးမှကြောက်တိုင်အောင်မှဝက်ထားတဲ့ မြောက်ခန်းတစ်ခုကိုတွေ့တွားခဲ့ပါပြီ။ခရစ်တင်ဟယ်ရစ်နဲ့အလုတ်တမသရှုကအခန်းတဲကိုဆင်းသွားကြပါရင်အလယ်မှာအရာမကြောက်တိုင်ကြီးတစ်ခုရှိနေခဲ့ပြီးတော့နေရန်တစ်ခုမှာထွင်းထုထားတဲ့ရှုပ်တွေ့တဲ့တိပင်းပုံကဖန်ဆားလိုက်ပါရင်တင်းမာတဲ့အခိုက်အတန့်အပြီးမှာပဲခရစ်တင်နဲ့ဟယ်ရစ်ကအပေါ်ကိုပြန်တက်လာခဲ့ပြီးအဲဝေးကိုအောက်ကိုဆင်းလာကအခန်းကိုဆစ်ဆီးဖို့တိုက်တွန်းပါရင်အဲရစ်တိပင်းပုံအရှိမရဲ့နေတော့တွေ့ရအတွင်းထဲကတကခုလှုပ်ရှားသွားခဲ့ပါရင် သူ့ရဲ့လက်ကဆန့်တန်းသွားခဲ့ပြီးကြောက်တုံးကြီးတစ်ခုကိုညွန်ပြလိုက်ပါရင်အလုတ်တမတယောက်ရဲ့အကူကြီးနဲ့အဲရီဟာကြောက်တုံးကိုဘေးစီရွှေ့လိုက်တဲ့အခါမှာတော့လက်အိတ်တစ်ဖက်ကပတ်တစ်ခုနဲ့တူတစ်ခုပေါ်လာပါရင်နှစ်ပေါင်းရာနဲ့ရှိဝက်ထားတဲ့ရှောင်းပစ္စည်းတွေပါအလုတ်တမဝေအခန်းတိတ်ကနေထွက်ပြီးတဲ့နောက်အဲရီတယောက်တည်းကြံခဲ့ပါရင်လက်အိတ်ကပတ်နဲ့သူ့ကိုသူစစ်ဆေးနေတော့အဲ့ဒီအခက်အတန့်ရဲ့လေးလံတဲ့ဝန်ထုံးဖို့ကသူ့အပေါ်ကိုကြားရောက်လာပါရင်တပိဖြစ်ရှင်နဲ့သူကအဲ့ဒီပစ္စည်းဝေကိုဝှစ်ဆင်လိုက်ပြီးတော့သူကသူ့ရဲ့လက်ကိုထိလိုက်တာနဲ့လက်စည်းဝေပွင့်ထွက်လာခဲ့က အပြင်းထန်စွာရိုက်ခတ်တော်မူပြီးသူ့အပြင်ကိုထွက်လိုက်တဲ့အခါမှာတော့လေထုထဲမှာစွမ်းအင်တွေပြင်းနေသွားခဲ့ပြီးသူ့ကိုဟင်ရစ်နဲ့ခရစ်စတင်းအပြဖို့သူစန့်ထုတ်လိုက်ပါပြီးဒါပေမဲ့ခဏလေးအတွင်းမှာပဲဟတ်ဒဝေးရဲ့အတန်ကအသေးမမှုကိုဖျက်တောက်သွားခဲ့ပါပြီးသူကစနိုက်ပါကိုပြစ်ခတ်ဖို့အမိန့်ပေးပါပြီးဂျီဆန်ကလွင့်ထွက်သွားခဲ့ပေမဲ့အရစ်ကိုမထိပဲခရစ်စတင်းကိုထိကချက်ချင်းတီးဆုံသွားခဲ့ပါပြီးအဲဝေကခရစ်စတင်သူ့ရဲ့အရှိမအတက်မဲ့လဲလဲသွားတော့ကိုကြည်နေတော့အချိန်လေးရက်တန့်သွားတယ်လို့မျိုးပဲဖြစ်ပါရီး သူ့ရဲ့တည်ဆုံမှုမြင်ကွင်းကသူ့ရဲ့အတွင်းထဲမှာပြင်းထန်တဲ့ဒရအမျက်ကိုမီးငှိလိုက်သလိုဖြစ်ပါလိမ့်စနိုက်ပါကနောက်တစ်ချက်ပြစ်လိုက်တဲ့အခါမှာဂျီဆန်ကလေထဲမှာရက်တန့်ပြီးအဲရီရဲ့မထင်းချုံနေတဲ့ဇွမ်းကြီးရဲ့တားဆီးတာခံလေရပါလိမ့်ဝမ်းနေမှုနဲ့ဒရဝေသူ့ကိုလွမ်းမှုထားတဲ့အတွက်အဲရီရဲ့စိတ်ခံစားချက်တွေဟာကြောက်မဲ့ဖွယ်ကောင်းတဲ့ဒရအမျက်အဖြစ်ပေါက်ထွက်လာခဲ့ပါလိမ့်ကြောက်လန့်နေကြတဲ့လူအုပ်ကြီးပြေးလွားကုန်ကြပြီမဲ့နောက်ကျသွားခဲ့ပါပြီ။အဲရီကသူ့ရဲ့ဒရကိုလွတ်ထုတ်လိုက်ပြီးတော့ လက်စည်းလက်နက်တွေကိုနေရာအနှံ့ပစ်လို့ကလမ်းကြောင်းမှာရှိတဲ့အရာအလုံးကိုဖျက်ဆီးပစ်ပါရင်းအရင်ကငိမ့်ချမ်းခဲ့တဲ့လက်ရမီဟာအပြက်စည်းပုံဖြစ်သွားခဲ့ပြီးတော့အဲ့ဒီမုံတိုင်းထဲမှာမိသွားတဲ့လူပိုင်းပါပြက်စည်းသွားခဲ့ပါရင်းပြက်စည်းဆုံးရှုံးမှုကအလုံးစုံပဲဖြစ်ပါရင်းဒီလိုနဲ့ပဲရုပ်ရှင်ကပြီးသွားခဲ့ပါရင်းကြည့်ရှုပြပရိတ်တံများအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ